စင်းရဲတဲ့သူတွေနဲ့ချမ်းသာတဲ့သူတွေရဲ့ကြားထဲမှာကြွာချချက်၅ခုပဲရှိပါတယ်အဲ့ဒီ၅ခုကြောင့်မို့လို့လူတွေကစင်းရဲခြင်းချမ်းသာခြင်းဆိုတာကြွာချနေကြတာပါအမှန်ပြောရမယ်ဆိုလို့ရှိရင်လူတွေအားလုံးဟာအတူတူပါပဲเนาะအဲ့တော့အဲ့ဒီ၅ချက်ကကျွန်တော်တို့ပါလဲဆိုတော့နံပါတ်1ဒီ mindset เนาะခံယူချက်ပါเนาะခံယူချက်နံပါတ်2ဒီ habit လို့ခေါ်တဲ့အလေးအကျင့်အလေးထားပါเนาะနံပါတ်3ဒီ discipline လို့ခေါ်တဲ့ စီကံပါနံပါတ်၄ကတော့ကျွန်တော်တို့ investment behavior เนาะယင်းနှိမ့်နှံလို့တဲ့เนาะအပြုတ်အမူယင်းနှိမ့်နှံတဲ့အပြုတ်အမူနံပါတ်၅ကတော့ကျွန်တော်တို့ money belief လို့ခေါ်တဲ့ငွေကြီးအပေါ်မှာယုံကြည်ထားတဲ့ယုံကြည်မှုပါအဲ့တော့အဲ့ဒီ၅ချက်กว่าချားသွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့ချမ်းသာတဲ့သူတွေကစုပြီးတော့မှဂျန်တဲ့ငွေကိုတုံးပြတယ်သူကเนาะအဲ့တော့ စုလို့ရလာတဲ့ငွေတွေကိုလည်းဘာလုပ်လဲဆိုတော့ပြန်လဲရင်းနှီးမြှုပ်မှန်းတယ် reinvestment ဆိုတော့လုပ်တယ်ပြီးတော့သူတို့ကငွေကိုကိုယ့်အတွက်အလုပ်လုပ်ခိုင်းတယ်เนาะငွေကသူ့အတွက်ကိုအလုပ်လုပ်ပေးနေရတာเนาะနောက်တစ်ခုကတော့ကျွန်တော်တို့ကိုမပါဘဲနဲ့ passive income ဝင်အောင်ကျွန်တော်တို့လှုပ်ထားတာပေါ်ကြွယ်ဝမှုတွေချမ်းသာမှုတွေကြီးပွားခြင်းတွေဆိုတာကငါနဲ့ထိုက်တန်တယ်ဆိုပြီးတော့မှ အမြဲတမ်းခံယူထားတာနော်ချမ်းသာတဲ့သူတွေကသူတို့ရဲ့အချိန်တွေကိုငွေနဲ့ဝယ်ယူထားတဲ့အတွက် free time ဖြစ်သွားတယ်နော်ဒါဒီချမ်းသာကြွယ်ဝတဲ့သူတွေပါအဲ့တော့ဆင်းရဲတဲ့သူတွေကျတော့ကျွန်တော်တို့သုံးပစ်တယ်ရလာတဲ့ငွေတွေကိုသုံးပစ်တယ်ကြံတဲ့ငွေကိုပဲကျွန်တော်တို့စုတယ်နော်စုထားတဲ့ငွေတွေကိုလည်းအဆင်ပြေတဲ့နေရာမှာသုံးပစ်တယ်နော်အဲ့တော့ငွေရဖို့အတွက်အလုပ်လုပ်တယ်တော့ဒါစဉ်းစားကြအဲ့တော့ကိုယ့်ရဲ့အချိန်ကိုပိုင်ထားတဲ့အချိန်တွေကိုငွေအတွက်ရောင်းချတယ် เนาะအာမဖြစ်နိုင်ဘူးချမ်းသာခြင်းဆိုတာကငါနဲ့မထိုက်တန်ဘူးเนาะအဲ့တော့ငွေတွေကြေးတွေဆိုတာကငါအထွတ်မဟုတ်ဘူးဆိုတော့ခံယူချက်ရှိထားတယ်ဒါကကျွန်တော်တို့ခုနကကျွန်တော်ပြောတဲ့အရာငါခုပါပဲเนาะအဲ့တော့ဒါကကျွန်တော်တို့ခုနကကျွန်တော်ပြောထားတဲ့ကွာခြားချက်ငါခုပါပဲအဲ့တော့ KTV ကြီးကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေရောဘဝမှာကိုကဘာတွေကိုခံယူထားမှလဲ နော်အဲ့တော့ဘလို့အလေးအကျင့်နေနေနေမှာလဲဘလို့စီကန်းနေနေနေမှာလဲဘယ်နေရာတွေမှာယင်းနီးမြုံနံမှာလဲငွေနဲ့ပတ်သက်ပြီးတော့မှဘလို့ခံယူထားမှာလဲဆိုတာကသိကိုအရေးကြီးပါတယ်နော်ဒါကြောင့်မို့ကျွန်တော်ခံယူချက်လေးတွေကောင်းစေချင်ပါတယ် discipline လေးရှိပါ happy ကောင်းထားပါနော် mindset ကောင်းကောင်းထားပါနော် investment တွေလုပ်ပါ နော်ဒါဆိုလို့ရှိရင်တော့ချမ်းသာကြွယ်ဝတဲ့သူတွေဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်မတမာနဲ့နီးနဲ့ချမ်းလာချမ်းသာလာတဲ့သူတွေကိုလည်းကျွန်တော်မဆိုလိုပါဘူးနော်ကန်တရားတိတ်ကိုနော်ဆိုလိုလို့ဆင်းရဲနေတဲ့သူတွေကိုလည်းကျွန်တော်မပြောလိုပါဘူးနော်ဒီကြောင်းအရေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိဆွေတွေဒီဂျိုးစုလေးရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုယ့်အတွက်ဂျိုးစုလေးရရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းပဲ comment မှာ yes လို့ရေးပေးပါဦး။ဒီဗီဒီယိုစုံချောင်ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညဏ်လေးအောင်ပါ။ပင်လာရှိတော်နေလေးဖြစ်ပါစေ။